ဆက်လက်ဆန်းနာကလူနာရဲ့ဘိုက်ကိုလက်နဲ့ရွေမှုပြီးလှည့်ဆန်းနာလူနာသားကိုထိစရာမလိုဘူးတခါတရံအလုံးရှိတိုင်းပယောကမဟုတ်ဘူးအလုံးပဝင်းချင်းကလဲနေတာမျိုး ရှိတဲ့တဲ့အဲ့ဒါဆိုလဲနေတဲ့အလုံးပဝင်းချင်းလဲပယောကအလုံးဒီတွေ့တာဆက်လက်ဆန်းတဲ့အခါဘယ်ကလဲနေတယ်လဲခွဲခြားတည်အောင်ဆန်းတယ်ရတယ်နောက်တစ်ခုကဆက်ထောက်ဆန်းနာဆန်းဒီဆန်းကွက်၅ချက်ပြည့်အောင်ဆန်းသက်ပေးရတယ် ဆရာအမိတ်ပေးသည်မြတ်လိုက်ကပ်ပြနေရင်လေပညာသေးစရဲ့တဘာဝလို့သိထားရမယ်မဆန်းတက်ခင်ကလေသူကိုယ်သူအမိဖုံးမယ်စတင်ဆန်းတက်တဲ့အခါမှာလေအမိတ်မပေးခင်ကပ်ပြမယ်ဒါမှမဟုတ်အမိတ်ပေးသည်မြတ်ကပ်ပြနေမယ်ဆိုရင်ပညာသေးစရဲ့အထာပဲခေါ်သွင်းတဲ့အခါပူရာရှိမယ်မပူတာလည်းရှိမယ်အချို့ပြစ်လဲကြသွားတာမျိုးလေရှိတတ်တယ်ဒါမျိုးဟာပညာသေးစေလို့ ိထားရမယ်။အမျိုးသမီးတွေဥလာတဲ့အခါအချို့ထမိန်လန်သွားတတ်တာမျိုး ရှိတယ်။လူမြင်မကောင်းဘူး။ကုသတဲ့ဆရာကဟဲ့ထမိန်လုံးဝမလန်းစည်းနဲ့လို့အမိန်ပေးရတယ်။ဝင်ဘူးလာတဲ့အဆွဲကပြောသမျှကိုလိုက်နားထောင်နေဖို့မလိုဘူး။ဘာကြောင့်လို့ရပါတယ်ဆိုတဲ့လူရင်းရောက်ဖို့ကိုပဲလိုတယ်။အချို့ဇက်ကြောရှိပြီးရှောက်ပြောနေတာနားထောင်ဖို့မလိုဘူး။အချို့ပယောဂါတွေကကုသနည်း၄မျိုးစလုံးနဲ့အတွင်းဆက်အပြင်ဆက် ်လက်လွတ်ဆက်ပညာသေးဆက်ကုသပေးရာမျိုးလေးရှိတာမို့သတိထားရမယ်ဥပမာ အတိုက်၁၀မျိုးရှိရင်အဓိကဆွေးရင်ကိုကုလိုက်လို့ကျန်တဲ့အကိုင်းလက်တွေပါတခါတည်းပါသွားတာမျိုးရှိတယ်အချို့ကြတော့လေအစွဲတစ်ခုနဲ့တစ်ခုတီးကြစီဖြစ်နေတာမို့တစ်ခုချင်းစီကုသပေးရတယ်ဟု၍ပယောဂကုသရာတွင်ကြုံတွေ့ရတတ်သောလှဲ့ွယ်များအားဆရာကြီးဦးဆန်သိမ်းမှရှင်းပြထား၏အမြင်ဆက်ဖွင့်ပြတဲ့အခါ အချို့ကဖျားမြင်တယ်၊အုံပွဲငပြောဝဲ၊ကတော်ဝဲမြင်တယ်ပြောမယ်။ဘုန်းကြီးရဟန်းမြင်တယ်၊အလှမန်းတဲ့ကြီးတွေ၊ပုဂ္ဂိုလ်တွေ၊စိတ်ပတိတွေမြင်တယ်ပြောမယ်။အဲ့ဒါမျိုးတွေအမြင်ထူးခြားလာရင်ပညာသည်ဆက်အမျိုးအစားတွေထည့်လိုက်။အပြင်ဆက်ကုသနီးနဲ့ကုသဇင်မှာမျက်ခုံတွေလှုပ်လာတာမျိုးဒါလည်းပညာသည်ဆက်လက္ခဏာပဲ။နောက်တစ်ခုကစမ်းသက်တဲ့အခါလူနာရဲ့ညာဘက်မှာသာထိုင်ရပါမယ်။လူနာရဲ့ဘယ်ဘက်မှာမထိုင်ရဘူး။ မိစ္ဆာဆက်အားများတော်တတ်တယ်။အမြင်ဆက်ဖွင့်ကုသတဲ့အခါလူနာမြင်နေရတဲ့မိစ္ဆာဟာအိမ်အပြင်ဘက်မှာရှိနေပြီးဆရာကဘယ်လိုအမိန့်ပေးပေးအိမ်ထဲရောက်မလာတာမျိုးရှိတတ်တယ်။ဒါဟာမိမိလိုအပ်ချက်ကြောင့်မဟုတ်ဘူး။ပြုလုပ်တဲ့အောက်လန်းကတေးသွားတာမျိုးဒါမှမဟုတ်အောက်လန်းပညာဆွတ်လွတ်ပြီးအထလန်းပညာယူလိုက်တာမျိုးဆိုလေခေါ်လို့မရတတ်ဘူး။တခါတရံကဝေဇွဲဆိုပြီးဝင်ပူးတဲ့အခါတုံမရချုံမရနဲ့ဘုံတိုင်းကျဲပြီးတော့ ဝဲတွေကိုခြေထောက်နဲ့ထကန်နာမျိုးတွေရှိလာရင်ပညာသေးဆက်ပဲဆိုတာ ကိုကသိရမယ်။ဥနေတဲ့လူနာကလူစိတ်လည်းမပြောက်ဘူး။အဲ့ဒီလိုအခြေအနေမျိုးမှာဆရာကလူနာအမိကိုခေါ်ရမယ်။လူနာပဂရိစိတ်ပြန်ဖြစ်အောင် လုပ်ရမယ်။ပြီးရင် လူနာကို ရှင်းပြပေးရမယ်။ပညာသေးဆက်ဖြစ်လာပြီဆိုရင်ဖျားမရှင်ကိုခြင်းမူအိမ်မမနေခြင်းမူဒေါသကြီးလာတဲ့အုံနိုင်အုံနိုင်နဲ့နတ်ဆိုင်တန်ကြရင်ကာကျင်ဆိုးခြင်းနဲ့သဘောလေးတွေရှိတယ်။ ကြားလာရင် ဆုံးဖြစ်သွားတတ်တယ်။လူနာကို နင်ကပညာသည်ဖြစ်နေပြီလို့မဆွဆွေးရဘူး။ပူဆိုးသွားတတ်တယ်ဟု၍ပညာသည်ဆက်ကုတရာ၌လိုက်နာရမည်။လိုက်နာသင်သည့်အချက်များအားနာယကကြီးဆရာကြီးဦးဆန်သိမ်းမှရှင်းပြထား၏။ရှင်းပြပြီးရင် လူနာကိုပညာသည်ဆက်တွေဆွတ်လွတ်လှူဒန်းခိုင်းရတယ်။အချို့လူနာတွေကလှူမယ်လည်းမပြောဘူး၊မလှူဘူးလည်းမပြောဘဲနဲ့ငြိမ်သွားတတ်တယ်။ဘေးကလူတွေကနင်လှူလိုက်ပါလား။ အာညာဝင်ပြောတတ်တယ်ဘေးကဝင်ပြောတာကိုလက်မခံနဲ့ဝင်မပြောစေနဲ့ဘာရကန်ရှင်လူနာရဲ့ဆန္ဒမပါရင်မကုပေးပါနဲ့လှုပ်ပေးလို့မရဘူးတို့ဖီဖီအဘဘိုးတော်ဟန်ရှိစဉ်တုန်းကပညာသည်ဆုံးမတယောက်ကပညာလှူဖို့လာတယ်အင်အဝရောက်တော့စိတ်ပြောင်းပြီးပညာဆန်းကျင်တာနဲ့ဆရာရဲ့ကျမမှာဥစ္စာဆောင်ဆွေးရှိနေလို့ပါဆိုပြီးလိန်ပြောတယ်ဖီဖီတို့ကတော့မြင်တာနဲ့တိတာပေါ့ဟု၍ပညာသည်စဲများမှာ အခြားပြောကတခုခုရှိနေသည်ယံဟန်ဆောင်လှေစားတပ်ပုံကိုလည်းရှင်းပြထားလေ၏ပညာသေးစက်လက္ခဏာတွေပြနေရင်လူနာကအောက်လန်းတို့ဥစ္စာဆောင်တို့ဝင်ပုလို့တစ္ဆာဤတိုက်ကုသပြည်သည့်တိုင်အောင်နောက်ဆုံးမှာလူနာကိုယ်တိုင်ပညာသေးစက်ကုသနည်းအတိုင်တစ္ဆာဤတိုက်ပြီးပညာသေးစက်တွေအတိုက်ပြောကတွေဘူရာကတ္တာတွေကိုကိုကိုမေတော်ဒီဝီဥစ္စာဆောင်အစရှိတာတွေ မလုတော့ပါဘူးမပြောတော့ပါဘူးလို့တစ္ဆာပြုစွန့်လွတ်လှူဒန်းခံရတယ်။ဤနေရာ၌ဇကကြက်အနေဖြင့်တင်ပြလိုသည်မှာတခါကအမျိုးသမီးတဦးသည်ပယောဂဖြစ်၏ဆရာအချို့စံတရားအောက်လံသူယောင်ဥစ္စာဆောင်စသဖြင့်အကက်ပြ၏ကုတယာဝင်ပူး၏ပြောကျင်ရာပြော၏ဇန်ကြီးများအန်၏ကုစဉ်ခဏ၌သာ ကြောက်ကင်ပြီးပြန်ဖြစ်၏အမှန်စင်စစ်ထိုအမျိုးသမီး၌ ပညာသည်ဆက်ရှိနေခြင်းဖြစ်၏ပညာသည်ဆက်မပြတ်၍ပယောကမပြတ်ခြင်းဖြစ်၏နာယကကြီးဆရာကြီးဦးဆန်သိန်းထံထိုအမျိုးသမီးရောက်လာရာပညာသည်ဆက်အားရှင်းလင်းကုသပေးခဲ့၍အလင်းပြောက်ကင်းခဲ့ကြောင်းမှတ်သားဘူးပါသည်ပညာအခမ်းမှာပယောကအပေါင်းအားခဲတခုံးကောက်တောက်တစ်ချက်ခောက်ယုံမြှပြင်၎င်းရေးစင်းတစ်ခွက်တိုက်ချယုံမြှပြင်၎င်းစင်းစူးစင်းတက်ဆူတက်ကြီးစုကြီးအဆရှိသဖြင့် မပါဘူးလားဟဲ့ဆိုပြီးငေါလို့လည်းမရရေစင်တိုက်လို့လည်းမရဘူးဆိုရင်ပညာသေးစပဲလို့တိထားရမယ်လက်နဲ့ရွေမှုတတ်ချုံနဲ့မပြောက်ဘူးဆိုရင်ပညာသေးစလို့တိထားရမယ်အပင်ကြစည်းတွေတိုက်တော့လေမကြရင်ပညာသေးစလို့တိထားရမယ်ပညာသေးစရှိနေသူဟာကုသတဲ့အခါချုပ်မရတုံမရတာမျိုးဖြစ်တတ်တယ်ကုတဲ့ဆရာကိုကိုထိလက်ရောက်ရံမှုတတ်တာမျိုးရှိတယ်ထို့သောလူနာအား ထိမ့်နည်းရှိပါ၏ဤနေရာ၌ဖော်ပြရန်မသိ၍ချန်လှပ်ထားခဲ့ပါသည်ပညာသည်ဆက်ကုတဲ့အခါဆွဲရင်ခေါ်ပြီးကုလို့ရသလိုဆွဲရင်ခေါ်မသွင်းဘဲလဲတစ္ဆာကြီးတိုက်ပြီးကုလို့ရတယ်ပညာသည်ဆက်ကိုတစ္ဆာကြီးတိုက်စွန့်လွှတ်လှူဒန်းခိုင်းပြီးရင်ခြေဆင်းပြီးဆက်ဖြတ်ပေးရတယ်ဆက်ဖြတ်တဲ့အခါဆက်ဆွဲပြီးတော့ဖြတ်ပေးရမယ်ဆက်လက်ဖြတ်ပေးရမယ်ဆက်ထောက်ဖြတ်ပေးရမယ်နောက်ဆုံးအနံပေးမူလပြောင်းခြင်းနဲ့ဆက်ဖြတ်ပေးရမယ် ကုသပြီးတဲ့အခါလူနာကိုပညာပေးသို့မဟုတ်ကိုလုံကိုကန်ဆေးပေါက်ပေးရတယ်ကိုလုံကိုကန်အတိဖြစ်စေဆိုပြီးလက်ဝါးရိုက်ပေးရတဲ့ဟု၍ပယောကကုသရ၌၎င်းအထူးသဖြင့်ယနေ့ခေတ်ကာလ၌အဖြစ်များ၍ဆရာအချို့မျက်စီလေးကကုသမှုလွဲမှားစေတတ်သောပညာသေးစိတ်သဘောတဘာဝပညာသေးစိတ်အထာပညာသေးစိတ်မာယာအဝဝအားရွှေညုံအိဆာတယမိဒိစေကိုင်းတော်ကျုပ် အဘဘိုးတော်ဟန်၏တားဖြစ်သူနာယကကြီးဆရာကြီးဦးဆန်သိမ်းမှ ရှင်လင်းမိန်ကြားခဲ့လေသည် နာယကကြီးမူရင်းမိန်ကြားချက်သည်လွန်စွာပြည့်စုံ၏လွန်စွာရှင်လင်း၏လွန်စွာတည်ကြ၏တနုံအနေဖြင့်ထုံထုံတင်ပြရာတွင် အပြည့်အဝမပါရှိကြောင်းဝန်ခံပါ၏အချို့သောအချက်လက်အကြောင်းအရာများသည်ပညာခံယူထားခြင်းမရှိသောဂိုင်းတော်ဝင်မဟုတ်သူများမသိသင့်သည့်အတွက်ခြံလှက်ထားခဲ့ခြင်းဖြစ်ပါ၏အပြည့်စုံလိလာသင်ယူလိုသော ဒိုင်းတော်ဝင်များနေဖြင့်နာယကကြီးပညာသေးဆက်ကုတုံ VCD အခွေအားဝယ်ယူမှတ်သားနိုင်မှာကြောင်းအတိပေးအပ်ပါသည်ဏိကုံးကျုံနေဖြင့်ပညာရလာပြီဆိုရင်ဘယ်သူကြောင့်ရတာလဲဆရာကြောင့်ရတာမဟုတ်ဘူးလားဆရာကမကြော်လွှားရဘူးအာမခံရဘူးဆရာမဖြောက်ရဘူးအချို့ဆရာကဆင်းရဲတယ်တပိကချမ်းသာတယ်အဲ့ဒီအပေါ်မှာအသားယူပြီးဆရာကိုတပိကပြန်ခိုင်းစေတာမျိုး မလုပ်ရဘူးပညာကြီးကိုမောင်းနှမချင်းချင်း စီစီလုံးလုံးရှိရမယ်။ကုဆရာသမားရဲ့ကိစ္စဝဝကိုကောင်းတဲ့ထည့်ထားရမယ်။တတ်နိုင်သလောက်ဖြည့်စီပေးရမယ်။ပူဇော်ဝဲတွေမှာကိုဖိရင်ဖိအားတက်တယောပါဝင်ရမယ်။ဆရာသမားလုံနေပြီးတော့ပိုလူနဲ့ရန်ဖြည့်ဒီလူနဲ့ရန်ဖြည့်ခြေရင်အိမ်နဲ့မတက်ခေါင်းရင်အိမ်နဲ့မတက်ဆိုရင်ဆရာသမားသိခါကြတယ်။ဘယ်သူနဲ့ဖြစ်ဖြစ်တင်းမြန်အောင်စောင့်ထိန်ပြီးညီညွတ်အောင်နေကြဖို့လိုပါတယ်ဟု၍မိန့်ချခဲ့သော နာယကကြီးဆရာကြီးဦးဆန်သိန်းဤ သုံးမဩဝါဒအားရေးသားတင်ပြလိုက်ပါသည်ဤစာစုဖြင့်နာယကကြီးဆရာကြီးဦးစံသိန်းအားယိုသေးလေးစားစွာ ရှင်းခိုးကြတော့ပါ၏ဒါကတော့ဆရာနှစေးရေးသားပြုစုထားသော ရွှေညုံဧဆာတရမဟိဒီစေကိုင်းတော်ဂိုင်းမြတ်ကြီးနှင့်သက်ဆိုင်သည့်ဘဟုတုတ္တစာစုများမှနံပါတ်30နှင့် နာယကကြီးဆရာကြီးဦးစံသိန်းမိကြားခဲ့သောပညာသေးဆက်ကုထုံအကြောင်းကိုဝေမျှပေးခဲ့တာပဲဖြစ်ပါရယ်ခမညာ